ိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီချိန်တော်တည်တာနဲ့စကားဝိုင်းစီစီကနေပိသတ်များအားလုံးကိုကျေးဇူးပါတယ်အဲ့တော့ဒီချိန်မင်္ဂလာပါဟုတ်ကဲ့အပတ်စဉ်တိုင်းမှာဖီမီတို့တင်ဆက်ပေးလာခဲ့တာရသက်တဲ့ဘက်တော်တော်များများကိုလည်းကြော်လွန်လာခဲ့ပြီပေါ့နော်ဆိုတော့အကြောင်းအရာတွေတိုင်းမှာတော့တခုချင်းစီမှာဖီမီတို့တွေးစရာလေးတွေနောက်ပြီးတော့ထပ်ပြီးတော့လည်းပိသတ်တွေအနေနဲ့ဆွေးနွေးကြတာလေးလည်းအများကြီးရှိမှာပါအဲ့တော့ဒီနေ့မှာဆိုရင်ဖီမီတို့ကတကယ်ကို general ကြားတဲ့ခေါင်းစဉ်လေးတခုရွေးထားပါတယ်အဲ့ဒါကတော့ what is human ပေါ့နော် human beings ပေါ့လူသားတွေဖြစ်တည်မှု းစွာပါလဲပေါ့เนาะဒီချက်ဆိုတော့ဟိုမြို့မိတို့လည်းလူသားပဲလူလူချင်းပြောဆိုဆက်ဆံကြရတာပဲဒီခါတလေကြလို့ရှိရင်လူလူချင်းနားလည်ဖို့အနေနဲ့တတာဟိုကိုကိုတဘောကိုစိတ်ကိုယ်တော်ကိုကိုဒီခါလေးနားမလဲအပိုင်းလေးရှိရပေါ့เนาะဒီချက်ဆိုတော့ဒီနေ့ရဲ့ဒီ human being ဆိုတဲ့အကြောင်းအရာနေဒီချက်ဘလို့အကြောင်းအရာလေးတွေကိုမျှဝေခြင်းပါလဲရှင်ခါကြရင်ချေပါ human ဆိုတာမိနေတတ်ကြတယ်เนาะဟုတ်ကဲ့ဒါတော့ဟို human ဆိုတာ human being ပဲရှိရလေနော်ဟုတ်ကဲ့ဟုတ် animal being ဆိုတာမရှိဘူးဟုတ်ကဲ့ခါကြလို့ရှိရင်ခြေရော animal ကျတော့ creature လို့ပေါ့ဟုတ်ကဲ့တရဝါပေါ့ human ကတရဝါတော့တရဝါပဲဒါပေမဲ့ being လေးပါတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဟို being ကအရေးကြီးရယ်ဆိုတာဖြစ်တည်မှုတည်ရှိမှုပေါ့နော်အဲဒါမှမဟုတ်တခါကြလို့ရှိရင်မိမိရဲ့ဖြစ်တည်မှုမေ့လျော့တဲ့ခါကြတော့မိမိက doing ဘက်ကိုသွားတာရများကြတယ် human doing ဘက်ကိုသွားတာဟုတ်ကဲ့အဲဒါမှမဟုတ် human ဆိုတာဘာလဲဆိုလို့ရှိရင်တော့ လူသားပဲပေါ့နော်လူသားဖြစ်တည်မှုနဲ့နေထိုင်တာဒါပေမဲ့တချို့တော့လူသားဖြစ်တည်မှုနဲ့နေထိုင်တဲ့ဥစ္စာကိုလူသားဖြစ်တည်ခြင်းတရှိခြင်းကိုမေ့လျော့သွားတဲ့အခါကျတော့လူသား acting နေဖြစ်တာမျိုးပေါ့ doing နေဖြစ်တာမျိုးဖြစ်လာတယ်ပြောချင် having ပေါ့ having ဆိုတာက လူတယောက်ဖြစ်ပြီဆိုရင်တခုရှိရမယ်ဆိုတာကို human being လို့သတ်မှတ်လိုက်တာဟုတ်ကဲ့တချို့ငါ့မှာဒီပစ္စည်းတွေရှိရမယ် having ရုပ်ဝတ္ထုတွေပေါ့ဒီရှိရမှာဆိုတော့ being နဲ့မှားတာရှိတတ်တယ်ဟုတ်ကဲ့ဒါကြောင့်မို့တချို့ဒီနေ့က human being အကြောင်းပြောမှာ ဟုတ်ကဲ့ပါတကယ်အဲ့တော့အာဒီတခါလေကြလို့ရှိရင်တကယ်ပြောသလိုပဲဟိုကိုယ့်ရဲ့ဖြစ်တည်မှုတို့ကိုယ့်ရဲ့ဘင်းတည်ရှိမှုတို့ဒါတွေဘယ်လိုမတွေးအားဘူးပေါ့နော်ဟိုအဲ့ဟာကထားပြီးမျက်စိနှလုံးပွင့်ကြတဲ့အလူတွေကလေအရန် struggle လောက်လာတာဒီနေ့ခက်ကပိုဆိုးတယ်ပေါ့နော်အဲပြီးတော့ဟို စ်ကာလအနေထားကလည်းတတောင်းတတာနဲ့အေးအေးချမ်းချမ်းဘလိုလေးဘလိုနေလိုက်မယ်ဆိုတာကိုတွေးတောနိုင်ဖို့ရာဟိုတော့အချိန်မပေးတဲ့အချိန်ကာလလေးလည်းဖြစ်နေရဲဆိုတော့လူတွေကတနေ့နဲ့တနေ့မေ့လျော့ပြီးတော့ဗောနော်ဟိုဒီဟိုလုပ်ငန်းဆောင်တာတွေကိုပြီးမြောက်ဖို့လောက်ချာရှိရာတွေကိုပဲမြင်မြန်ဆန်ဆန်လှုပ်ဖို့ပြီးအိမ်ပြန်အနားယူဖို့ဒီလောက်ပဲတွေးနေကြတာဗောနော်တကယ်ဆိုတော့နေ့ရက်တိုင်းလိုလိုကတူညီတဲ့နေ့တစ်ခုကိုပဲဖြတ်တန်းနေပြီးတော့ကိုကဘာလဲကိုကဘလိုမျိုး ပင်းစ်ဘက်ကိုသွားချင်တာလေကိုဘလို့လူမျိုးဖြစ်ချင်လဲဆိုတာကိုတွေးတောနေဖို့တောင်းလူတွေအချိန်မရှိနေဘူးเนาะဒီဟုတ်တယ်ဟုတ်တယ်ဒါကြောင့်မလို့ဒီဥစ္စာလေးကအရန်ရေးကြီးရဆိုတာလေသူကဟိုနေ့စဉ်နဲ့မြအမှုမဲ့အမှတ်မဲ့တွေတွားနေကြတာလေ compulsive လို့လည်းခေါ်တာပေါ့ repeatedly တစ်ထပ်ပြီးလုပ်နေကြတာ doing နေလုပ်နေကြ human doing ပြီးလို့ရှင်အပစ္စည်းဥစ္စာရှိလာ human having ပေါ့အဲ့ဒီနှစ်ခုမှသွားပြီးတော့မွေရောနေဟိုတာယာနေတယ်လို့ဖြစ်နေတာတကယ်တမ်းကျတော့ဟို ခဏလေး pause လုပ်ရမယ်လေဟိုအလုပ်တစ်ခုမလုပ်ခင်မှာငါရဲ့ဖြစ်တည်မှုလေးကဘာလဲဆိုတော့ check in လုပ်ရမှာလေအဲ့ဒါကိုချေကမိတတ်ကြတယ်အဲ့တော့ကိုယ့်ရဲ့ဖြစ်တည်မှုကြီးကဇောတွေပါနေရင်မောဟတွေပါနေလောဘတွေပါနေဆိုရင်ကိုလုပ်တဲ့အလုပ်တရားလဲဖြောင်ပြမှုသိမ့်မရှိဘူးဟုတ်ကဲ့အဲ့မှာ stress တွေများလာတာပင်ပန်းနွမ်းနေတာကိုဖြစ်တယ်ဆောင်းမို့လုပ်တဲ့လုပ်မှန်သမျှကိုကမလုပ်ခင်မှာကိုကကိုကိုကိုပြန်ပြီးတော့မှ discover လုပ်တာမျိုးပေါ့ငါရဲ့ဖြစ်တည်မှုလေးဘယ်လိုနေတယ်လဲဒီနေ့အလုပ်သွားလုပ်မယ်ပျော်ရွှင်တဲ့ဖြစ်တည်မှုလေးလာပေါ့ဟုတ်ကဲ့တကယ် အဲ့ဒါဖြစ်တည်မှုပဲအဲကိုယ့်ကိုယ်ကိုမေးခွန်းလေးတွေမေးတာပေါ့ဒါကြောင့်ခြေတော့အမြဲတမ်းလို့မိုးလင်းတာနဲ့ဖြစ်တည်မှုလေးကို give ဆက်ရမယ် မနေ့တုန်းကအန်ဂါဖြစ်ထားတယ်မိုးလင်းတာနဲ့အန်ဂါကြီးနဲ့အလုပ်စားလုပ်မှာလားပေါ့ဟုတ်ကဲ့ကြာနော်အဲ့ဒီဖြစ်တည်မှုလေးကိုကြာဂယူဆိုင်စီကြနာဟုတ်ကဲ့ကြာဘာရှင်တို့ပဲ create လုပ်လို့ရတယ်စင်ကျင်တုံတရားဆိုတလိဆန်လုပ်လို့မရဘူးတလိဆန်ကျတော့ reaction နဲ့ပဲသွားနေရလေဟုတ်ကဲ့ကြာဟဲ့မလားတခုအတန်ကြာရင်ဘုံဆိုသူ react လုပ်တာလေဟုတ်ကဲ့ human လည်းလုပ်နေတာအခုဟုတ်ကဲ့အဲ့လိုလုပ်မဲ့အစား human က consideration ပေါ့နော်ကိုကိုကို force လုပ်ပြီးတော့စဉ်းစားတာမျိုးတွေးခေါ်တာမျိုးလေးပေါ့အဲ့ being နဲ့ဘယ်လိုလုပ်မလဲဆိုတာအရေးကြီးတယ်တမဟုတ်တယ်ကြာအဲ့တော့ လူတွေကတကယ်ကိုဒါတတဝါတွေထဲမှာဆိုရင်ဉာဏ်ပညာအမြင့်မားဆုံးအမားအမှန်အကြောင်းအကျိုးကိုဝေဖန်သုံးသပ်ပြီးတော့ဆုံးဖြတ်နိုင်တာလူပဲရှိတယ်လေဒါချက်ဒါပေမဲ့တော့အဲ့ဒါတွေကိုတွေးတောနေဖို့အချိန်ကမရှိရောဘူးပေါ့ပြီးတော့ထားလိုက်ပါတော့အသက်အရွယ်တစ်ခုရလာလို့လမ်းကြောင်းတစ်ခုကိုရွေးချယ်ပြီးသွားတဲ့အခါမှာကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ့်ရဲ့ identity နဲ့သတ်မှတ်လိုက်တဲ့ပေါ့ငါဆရာဝန်ထားလိုက်ပါပြီဆိုစီစဉ်တင်ဆက်သူအဲချက်ဆိုလို့ရှိရင်ဒါ coaching လုပ်နေတဲ့သူတယောက်အဲ့လိုမျိုးအစားရှိတဲ့ဖြင့်ကိုယ့်ရဲ့ professional align သတ်မှတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကို ့ရဲ့ identity ကဘာပါဆိုပြီးတော့သတ်မှတ်လိုက်ပြီးတော့ကိုယ့်ရဲ့ beans ကိုမိမိသွားတဲ့အပိုင်းလေးလည်းရှိရပါတော့เออตัวด่าสุด่าပဲဖြစ်ရမယ်ဆိုတဲ့ဟာမျိုးဟုတ်တယ်ဟုတ်တယ်ဟို identity ဆိုတာလူတွေက human being နဲ့ identity ကိုလဲကိုကိုပြပြမသိကြအောင်ဟုတ်ကဲ့ဟုတ်သူစိတ်ထဲမှာထင်တာ being ဆိုတာ create လို့လို့ရတယ် ဘေးနေရရောက်ပေါ့နော်ကိုကတခုခုလိုအပ်တယ်ဆိုရင်အဲ့ဘီးရင်လေးပေါ့နော်ကစီနေတယ်ဆိုရင်ဆိုဒီချေအများလို့ general city လေးကိုအများဘီးရင်လောက်တယ်ငါဒီနေ့ကငါကသဘောမနှောကောင်းတဲ့လူတယောက်ဆိုကိုဖန်တီးတယ်ဖန်တီးခါကြီးကိုရဲ့ကစီနေတဲ့ဟာပျောက်သွားတာပေါ့နော်အဲ့ခါကျတော့ကိုပေးကန်းဆွင့်ကြတာရောက်သွားတာပေါ့နော်အများကြီးလူရောကောင်းမနေနိုင်ဘူးဟုတ်တယ်ကြက်လိုက်ကြက်လိုက်အဲ့တော့ identity ကျတော့လူတွေက ငါဒါပါလို့ဆွဲယူလိုက်တဲ့အခါမှာအဲ့ဆွဲယူလိုက်တဲ့ဒီ box ချက်ကိုယောက်သွားတာဟုတ်ကဲ့ယောက်သွားတဲ့အခါကျတော့တချို့ဆီယမာကြီးပါဆိုလို့ရှိရင်မမာနတက်လာတာမျိုးပေါ့ငါဆီယမာကြီးဆိုလို့ရှိရင်ဒီ identity ကကိုယ့်ကိုဆွဲခေါ်သွားတာက မာမာနာရှိစေတယ်အယူတရမယ်လေးစားရမယ်ဟုတ်ဘလို့ဆက်ဆံတယ်ဒါတွေအကုန်ပါလာတာလေပါလာတော့ကိုယ်အဲ့ထက်မှနေရမှာပေါ့အဲ့လိုနေရမယ်လို့ဆိုတော့အဲ့သတိထားမှရတယ်ဟုတ်ကဲ့ဟုတ်ခြေရုပ်ကိုယ်အောင်မှဆ iam မဖြစ်လို့မြင်ရောက်သွားပြီဆိုငါ identity နဲ့ကတ်နေသလားဟုတ်ကဲ့နော်ဒါကတော့သူ့ရဲ့နာမည်ပေါ့နော်ဆ iam မကြီးဆိုနာမည်ပေါ့ဒါပေမဲ့ဒီ identity ကမှသွားပြီး do you need having နေလုံနေသလားဆိုပြန်စဉ်းစားရတယ်ဟုတ်ကဲ့အဲ့လိုလုံနေလို့ရှိရင်ကိုပျော်ရွှင်မှုမရှိဘူးကိုတပည့်သားချင်းနဲ့လဲကိုကကြောက်အောင်လုပ်တော့မယ်တော်တော့ကိုသူကလည်းကိုကိုကြောက်ရပြီဆိုတော့ကြောက်ပြီဆိုလူလူချင်းမှမေတ္တာမရှိ မရှိတော့ဘူးဟုတ်ကဲ့တကယ်လို့သမီးကချက်ကိုကြောက်နေရပြီဆိုဘလူးလူးပွန့်ဝင်လင်းစကားပြောရတော့မဟုတ်တယ်မဟုတ်နော်အဲ့သဘောမျိုးပဲပေါ့ဒါကြောင့်မလို့ identity ကအမြဲတမ်းလို့လို့ तू ကတော့ဟိုတိုးတက်သွားတော့ရှိတာပေါ့နော်ဒါိုင်းနဲ့ဟိုင်းနဲ့လှုပ်ပြီးသွားတာရှိတယ်ဒါိုင်းမဲ့ဒီပညာကြောင့်မလို့လှုပ်ထားတဲ့ identity သည် box တဲ့ကိုကိုလို့လို့ထဲတာထဲတာဟုတ်နော်ဒီ being ကျတော့ possibility ပေါ့ဖြစ်နိုင်ခြင်းရှိတဲ့နေရာမှာသွားပြီးကိုကဖန်တီးပြီးနေထိုင်လို့ရတယ်ဟုတ်ကဲ့ငါ being လေးကိုငါကြည့်ပြောမှာဟိုဆ iam မလို့မြန်မာနိုင်ကြီးနေသလားဆိုတော့တွေ့သွားတဲ့ခါကျရင် ကိုဒီဘက်ကလေးမှာဘီးရင်မှာ loving ကို create လုပ်လို့ရတယ်ကိုတပည့်တွေနဲ့တွေ့လို့ရှင်တယ်ဒါနမူနာပြောပြရတယ်နော်ဟော partnership လုပ်လို့ရတယ်ဟုတ်တယ်မလားအဲ့လိုလေးတွေကိုဖန်တီးတာဒါဘီးရင်ပဲဒါချင်းကိုလူလူသားမှာပဲရှိတယ်တိရစ္ဆာန်လုပ်လို့မရဘူးဟုတ်ကဲ့တကယ်အဲ့တော့ကိုကိုကို ဘောင်ထဲထည့်ပြီးတတ်မှတ်လိုက်တာပေါ့နော်ဟိုကငါဘာကြီးပါအဲ့တော့ငါ့ကိုဒါလာမလုပ်နဲ့ဒါမျိုးပေါ့နော်ကိုယ့် personality အလိုက်ကိုကိုကကောင်းမွန်တဲ့ဘက်ကဆိုလို့ရှိရင်လည်းဥပမာအော်ပစံရှိရတဲ့သူပဲဖြစ်ဖြစ်ရာတူအာနာရှိရတဲ့သူပဲဖြစ်ဖြစ်အဲ့လိုဂုံရှိရတဲ့သူဆိုလို့ရှိရင်လည်းငါဒါဖြစ်တတ်တဲ့ငါ့ကိုဒါမလုပ်နဲ့ဆိုရဲမို့ဟိုမရှိရတဲ့သူကြလည်းငါတော့ဘာဘာလေးဖြစ်တဲ့အတွက်ငါတော့ဘာမလုပ်နိုင်ပါဘူးဆိုတဲ့အရာတွေနဲ့ကိုကိုဘောင်ခတ်ပြီးတော့หนีလိုက်တာပေါ့နော်တကယ်ဟုတ်တယ်ဟုတ်တယ်ဟို တပည့်ကလည်းတပည့်မဟုတ်လို့ငါတို့ကတပည့်သားချင်း follower ဆိုငါတို့ကငါတို့အစင်ကဆရာလို့ဖြစ်မှာမဟုတ်တော့ဘူးမျိုးစုံပေါ့ဘောင်ခတ်လိုက်တဲ့အခါကျတော့နှိုင်းရှင်မှုတွေနဲ့ဘောင်ခတ်တာဟုတ်ကဲ့ပါရှင်နှိုင်းရှင်မှုနဲ့ဘောင်ခတ်တဲ့အခါကျတော့ human being possibility ဖြစ်နိုင်ခြင်းရှိတာကိုအဲ့ဒီနေရာမှာ create လုပ်ဖို့ မဖြစ်နိုင်တော့ဘောเนาะအဲဒါကြောင့်မလို့တခုတော့ရှိတာဗောဒါရုပ်လည်းအပြစ်တစ်ခုနေချေပြောတာမဟုတ်ဘူးဒါလေးကိုကြီးတက်တယ်ဆိုလို့ရှိရင်ငါအဲ့တဏိနေနေသလားဟုတ်ကဲ့လွတ်လပ်မှာမဟုတ်ဘူးဟုတ်ကဲ့ကြော်ရှင်ရမှာလည်းမဟုတ်ဘူးဟုတ်တယ်ငါဆရာတော့ဆရာပဲဒါပေမဲ့အဲ့ဒါကြီးနဲ့ချီတော့သူ့ရဲ့ဒူးရင်းနေသူ့ရဲ့ nature တွေသူ့ရဲ့ personality တွေနဲ့တွက်နေနေမလားဗောเนาะအဲ့ဒါမှမဟုတ်ကိုယ့်ကိုလွတ်လွတ်လပ်လပ်နဲ့ကိုပျော်ရွှင်ရွှင်နဲ့ဖန်တီးဖို့နေမလားပေါ့ဆိုတော့နှိုင်းရှင်မှုပဲဒါကြောင့်မို့တစ်ချက်အများကြီးပြောတယ်ကိုကနေကိုသူများက အာကိုဆီယာမကြီးဆိုလို့ရှိရင်ကိုရဲ့နိုင်ရှင်မှုကကိုတင်ထားတာ ਨੇ အာ तू ကကိုလောက်မတော်ဘူးဆိုတာဖြစ်သွားရင်ကွာအတတကြီးတာတက်တယ်လေနော်အဲ့လိုကြီးထားရတယ်နော်ဒါမှမဟုတ်ရှင်ငါ तू လောက်မတော်ဘူးလို့နှိုင်းရှင်လိုက်ရင်လေကိုက तू အောက်ကိုရောက်သွားပြန်ရောဟုတ်ကဲ့ရောက်သွားတဲ့အခါကြောက်စိတ်တင်းနဲ့လူလူတယောက်ကိုဆက်ဆံရမျိုးဖြစ်တော့တချင်းနေနဲ့ကြတော့ human being ဆိုတာ freedom ပေါ့နော်လွတ်လပ်ခြင်းနဲ့ဆက်ဆံမယ်ဆိုရင်တော့ human being ချင်းချင်းထိတွေ့မှုရှိတာပေါ့ဟုတ်ကဲ့ identity နဲ့ဆိုလို့ရှင်တော့ကောင်းနေစိုးရအတက်ကြအပေါ့ဖြူမဲတွေကွဲနေတဲ့အခါကျတော့အဲ့ဈားထဲမှာ ဘလို့ပဲဖြစ်ဖြစ် fear တွေပါလာတတ်တာပေါ့ဟုတ်တယ်တကယ်အမ်လူလူလူချင်းမဲဆိုတဲ့စိတ်လေးနဲ့မြင်လိုက်ဖို့ပေါ့နော်အာ तू ကဘာကြီးပါငါတော့ဘာလေးပါငါတော့ဘာကြီးအဲ့လိုပုံစံမျိုးလာမလုံးနဲ့ဆိုတဲ့ပုံစံထက်အလူလူချင်းအလူတဘောတပါဝအောင်နားလဲပြီးတော့တယောက်နဲ့တယောက် communicate လုပ်လို့ရှိရင်ပို့ပြီးတော့လွယ်ကူအဆင်ပြေသွားတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့ဟုတ်တယ်ဟုတ်တယ်ဒါကြောင့်မလို့ तू ကပိုကောင်းနေငါကပိုတာတယ်ဆိုတာထက်ပေါ့နော်ငါကတော့ဘာမှမလို့ဘလို့လူမျိုးမလို့ ဘာဘာသာမလို့လို့အဲ့လိုကြီးနှိုင်းရှင်နေမဲ့အစားသူလည်းလူငါလည်းလူပဲလို့ဆိုလောက်ကြည့်ကြည့်အဲ့ခါကျရင်ကိုယ့်ရဲ့ human being ရကိုမွေးရပါလေးပြန်ထွက်လာတယ်ဟုတ်ကဲ့မွေးရပါမှာတချို့မှာချစ်ချင်းမြတ်တာလည်းရှိတာပဲเนาะ compassion လည်းရှိတာပဲစာနာထောက်ထားမှုလည်းရှိတာပဲအကုန်လုံးမှာရှိတယ်ဒါပေမဲ့ဖုံးနေတာလေ identity ကြောင့်ဖုံးနေတာပေါ့เนาะ ဲ့တော့ဒီချက်သားလေးဆိုလို့ရှိရင်အခု30လောက်ကပ်ပြီပေါ့။သူက60 90နဲ့အလုံးလုံးတယ်။ The banker နဲ့စကားသွားပြောရတယ်။ချောက်တာပေါ့။ဒါပေမဲ့မင်းနှိုင်းရှင်သွားလို့။ဒါမှဘာပညာမှမတက်လို့ဆိုရင်စကလုံးဝင်သွားလို့။သူနဲ့သွားနှိုင်းရှင်လို့ဒါအလုံးလုံးလို့မရတာ။အခုတော့သူလည်းလူပဲ။ ကိုလည်းလူလူပဲသူစကေကသူစကေကိုစကေကကိုစကေပေါ့စကားပြောစရာရှိရပြောမယ်တောင်းဆိုစရာရှိရတောင်းဆိုမယ်ဖလေစရာရှိရဖလေမယ်ဆိုသူကလူလူချင်းလိုပဲဆက်ဆံလိုက်တော့သူတတ္တိရရှိလာတာပေါ့အခုလုပ်ငန်းတွေပို့တိုးချဲ့လို့ရတယ်ပေါ့သူတို့ပြဟုတ် ဒါကလည်းစိတ်ထမ်းမှရှိရဟိုတတိတခုကိုပြန်ပြောမွေးထုတ်လိုက်တယ်ဆိုတဲ့သဘောပေါ့နော်ဒီချက်တချို့ကလည်းတချို့ဒီလူတိုင်းမှာတော့သူရဲ့ဟိုလူသားလို့ဖြစ်တည်လာတာ ਨੇ ခံစားနားလည်တတ်တာချစ်ချင်းမြတ်တာတရားအာဒါစိတ်ခံစားချက်ဆိုတဲ့အရာတွေကတော့သူမွေးကလေးကပါလာတာပေါ့နော်ဒါကိုအကြောင်းအရာမျိုးမျိုးကြောင့်ချိုးနေတဲ့အပိုင်းတွေရှိရဲ့ချစ်ချင်းမြတ်တာကိုမပြတာဘူးဆိုပြီးတော့ကိုကိုဟိုဘောင်ခတ်ပြီးတော့တတ်မှတ်လိုက်တဲ့ ူတွေလည်းရှိတယ်အဲ့လိုပုံစံမျိုးတွေနဲ့ချို့ကြောင့်လည်းရှေ့မှာ तू အဆင်ပြေအောင်ကောင်းအောင်လုပ်ပြီးခဲ့ရတာနဲ့ तू အတွက်အဆင်မပြေလာတဲ့ခါမှာနောက်ပိုင်းမှာ तू ရဲ့တကယ်ဖြစ်တည်မှုကိုထောက်မပြတော့တဲ့သူတွေလည်းရှိအဲ့မှာ trauma တွေနဲ့ပေါ့နော်ဥပမာဥပမာအဖြစ်ဆိုလို့ရှိရင် အတိတ်က relationship မှာ तू ခံစားခဲ့ရတာဖြစ်တဲ့အတွက် तू လာမဲ့ relationship တကူမှာအာသူ့ရဲ့ပုံစံ तू ကန့်တတ်ချပလိုက်တာမျိုးပေါ့နော်ဒီချက်အဲ့လိုမျိုးလေးမြင်ဘူးတဲ့ခါကြတော့လေဟုတ်ကဲ့ the identity လောက်ပလိုက်ရတာလေ तू survive လုပ်ဖို့အတွက်ကိုငါဒါပါဆိုဆွဲယူပြီးတော့ cover လုပ်လိုက်ရတဲ့အခါမှာ तू က မွေးရပါဒီ possibility ပေါ့နော်ဒါတွေကပျောက်သွားတာလူလူနေရင်းနဲ့ဒါကြောင့်မလို့ identity ရှိကြလဲရှိနေမယ်ဒါပေမဲ့ကိုက awareness နဲ့ငါ identity နဲ့ငါဆက်ဆက်နေပါလားငါ freedom ရှိရလားဆိုကိုကိုပြင်မေးလို့ရှိနေကိုကအော်ငါကြိုက်လားမကြိုက်လားပေါ့နော်လှုပ်ချင်လဲလှုပ်မယ်မလှုပ်ချင်လဲမလှုပ်ဘူးပေါ့ဒါပေမဲ့ငါရဲ့ငကူစိတ်ကလေးကဘာလဲဆိုတော့ပြန်ကြည့်ရင် तू က possibility အနေနဲ့ဘီးရင်လေးကပြန်ပေါ်တတ်တယ်ဟုတ်ကဲ့ဒီချေခုနသမီးပြောလိုက်တာစွန်စားမှုဆိုတာလေလူတွေမှာစွန်စားမှုဆိုတဲ့ဘီးရင်လေးပါလာပြီးသားဟုတ်ကဲ့ဟုတ်ကဲ့တခုခုလေးအုပ်နေလို့ငယ်စဉ်တုန်းကစွန်စားဖို့ကြောက်လို့သူကရှောင်နေရကြောက်မစွန်စားမှုမွေးမြူတက်တက်စိတ်လူရပျောက်နေကြတာဒါတကယ်တမ်းကျတော့ဘီးရင်ဆိုတာမွေးမြူတဲ့စိတ်ပဲဟုတ်ကဲ့တရှိမှုကဒီစိတ်ကောနှလုံးသားထဲမှာမွေးလိုက်လို့ရှင်လူကအဲ့ energy တက်လာတာကိုပြောပြတာ ဟုတ်ကဲ့ဒီကျဲအဲ့တော့음ကိုကိုအဲ့လို cover လုပ်ပြီးတော့မှပြောဆိုဆက်ဆံလိုက်တဲ့အခါမှာကြာလို့ရှင်လဲဟိုဘယ်လိုပြောမလဲဒီဘက်ခင်းရဲ့စကားနဲ့ဆို အထာတွေထားကြတယ်လို့ပြောရအောင်နော်ကိုထာနဲ့ကိုနေပါတော့ဒီကျဲဆိုကိုရဲ့မူရင်းအစစ်မှန် authentic ကိုသူတို့ကမပြဘဲနဲ့အော် तू ကတော့ဘယ်လိုဖြစ်လိမ့်မယ်ဆိုပြီးတော့အရင်ဆုံးတွေးထင်လိုက်ပြီးတော့ကိုကိုတစ်ခုခုပုံစံတစ်ခုကွာ ဟိုဖန်တီးချလိုက်တယ်တတ်မှတ်ချလိုက်တယ်ဟုတ်တယ်ဆိုတော့တယောက်နဲ့တယောက်လို့အထာရင်းနဲ့စကားနဲ့တေချာမပြောဘဲနဲ့လူလူချင်းဆိုပြီးတော့တေချာမမြင်ဘဲနဲ့သူကတော့ဒါဖြစ်မှာပဲဟိုဘက်ကလည်းသူကတော့ဒါဖြစ်မှာပဲဆိုတော့တွေးထင်တာတွေနဲ့သွားနေကြတယ်ဟိုခက်လို့ပြမရမြင်တာပေါ့နော်ဟုတ်တယ်ဆွဲယူနေကြဆွဲယူပြီးတွေ့ရလေဟုတ်ကဲ့ဟုတ်တကယ်ဟုတ်ချင်မှဟုတ်မှာပေါ့ reality မှာဟုတ်ချင်မှဟုတ်မယ်ဟုတ်တယ်ဒါပေမဲ့ဒီခက်ကြတော့လေပို့ပြီးတော့ဒါကြီးကပေါ်ပေါက်လာတယ်ဆိုတော့ wifi ခက်လေ social media ခက်ကိုဟိုရှိခက်ကကြတော့ဟိုဘက် ရွာမှာဘာဖြစ်နေလဲကိုမမြင်ရဘူး။ကိုနိုင်ငံမှာဖြစ်နေ6လလောက်မှတည်တော့ဒါစတိုရီပေါ့။အခုကျတော့ချက်ချင်းလင်ငင်းကိုတည်ရတဲ့ခါကျတော့ပူပြီးပေါများလာတယ်လို့ထင်ကြတာလေ။ဟာပူပြီးတော့အဲ့လိုတွေဖြစ်လာတယ်လို့ထင်တာ။မင်းတို့ငိုရီကရှိတယ်။ဟုတ်ကဲ့။ဒါပေမဲ့အခုကျတော့လမ်းပန်းဆက်သွေးအကုန်ကလူတွေကတောင်းနေတောက်ကဒီသတင်းတွေကိုယူနေကြတာလေဟုတ်တယ်မလား။ဆိုတော့ဒါတွေကပို့ဆောင်နေကြတာဆိုတော့ဒါတွေကအကုန်လုံးကကိုမျက်စိရှိမှမြင်ရတယ်လို့ဖြစ်နေတာ။ဟုတ်ကဲ့ဒီကျ ဒီမှာမြင့်မြင့်နဲ့ဒီချက်နဲ့အဲစကားတွေလည်းအများကြီးပြောမှုတယ်အေးစစ်စစ်ရိုက်ကွင်းမဟုတ်ဘဲနဲ့ပေါ့နော်ဒီ coffee ဆိုင်မှာလည်းဒါစကားတွေပြောမှုတယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းလူတွေကပေါ့ဘလောက်ပဲတယောက်နဲ့တယောက်တူတယ်လို့ပဲပြောပြောပေါ့နော်100%ထက်တူညီတယ်ဆိုတာလုံးဝမရှိဘူးတယောက်နဲ့တယောက်ကဆိုတော့အဲ့လိုထက်တူညီအောင်စူးစား အစရာလည်းမလှုပ်ဘူးလို့ပြောမရထင်တာပေါ့နော်တယောက်နဲ့တယောက်အရင်အလိုလားအကြိုက်ဆောင်နေပြီးတော့လုံပေးနေစရာလည်းဟိုမလိုအပ်ဘူးလို့ပြောမရအဲယုံကြည်ထားတာပေါ့နော်ဆိုတော့တခါတလေအဲ့လိုမတူညီတဲ့အရာတွေကပဲပို့ပြီးတော့မှ attraction ရှိတဲ့အရာလည်းဖြစ်နိုင်တယ်အရင် different ဖြစ်နေရင်တော့တမျိုးပေါ့နော်ဒီချက်ဒါပေမဲ့တယောက်ရဲ့အကြိုက်ကိုတယောက်ကတစ်ချိန်တစ်ချိန်လုံးတအားကြီးလိုက်နေရတယ်ဆိုလို့ရှိရင်လည်းပျော်ရွှင်စရာကောင်းတဲ့ဒါ relationship တစ်ခုဖြစ်မလာဘူးပေါ့နော်ဒါ relationship လို့ပြောတဲ့ခါမှာမျိုးတော့ချစ်သူတမီးစားပဲပြောတာမဟုတ်အမြဲမိဘစကားပဲနားထောင်နေရတယ်မိဘပဲအမြဲမှန်တယ်ကိုကပြောခွင့်မရှိဘူးလို့သတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်လည်းမိဘနဲ့သားသမီးကြားထဲမှာပြောစရာကောင်းတဲ့ relationship တစ်ခုမဟုတ်နေဘူးပေါ့နော်ဒီချက်ဟုတ်တယ်ဟန်ဆောင်ရတယ်ဆိုလို့ရှိရင် freedom မရှိတော့ဘူးလူပြကျူးလည်းမနှက်တော့အဲ့တော့မိမိကိုလည်းမိမိသူများဟန်ဆောင်ရပြီဆိုကိုတိလိုက်ပြီလေပင်ပန်းတိရင်ဆိုတော့ပင်ပန်းပြီလေသူများဟန်ဆောင်ပြီဆိုလို့ရှိရင်လည်းကိုကအော်ကိုလည်းတိကျင်တိနေရပဲလေကိုလိုပဲဟုတ်တယ်မသိရင်လည်းမသိဘူး ဒါပေမဲ့ကိုကကာယကံရှင်ကကိုတိနေရဆိုလို့ရှင်ကိုရင်ဆုံးပေါ့ discover လုပ်ဖို့လိုတယ်။အဲဆိုလို့ရှင်ဟန်ဆောင်မှုနဲ့မလားဘဝကိုမနေရတော့ဘူးဆိုရင်တော့ဒီ human being က freedom နဲ့နေရတဲ့ human being ဖြစ်မှာလीเนาะ။ဟုတ်ကဲ့။နောက်တစ်ခုကကျတော့ကြောက်နေရတယ်ဟန်ဆောင်ပြီဆိုလို့ရှင်တခုခုခုနပြောခဲ့တဲ့အတိုင်းသမီးပြောခဲ့တဲ့အထဲမှာပါတယ်လေ။တူအောင်လုပ်ဖို့ဆိုတာဟုတ်ကဲ့။တကယ်လို့တူလာပြီဆိုတာဟန်ဆောင်လို့ပဲတူလာ။မတူတာဆိုလို့ရှိရင်တော့ဒါသူ authentic ဖြစ်လို့ပဲဟုတ်ကဲ့။သူကငါမလုံနိုင်ဘူးဟဲ့ဆိုရှင်ဒါသူ့ရဲ့ nature နေမဟုတ်လို့ငါမလုံနိုင်ဘူး ်ငါမဟုတ်လို့လည်းနေမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံနဲ့သွားတဲ့ခါကျတော့ uniqueness ပေါ့နော်တောင်တောက်ကတကယ်ကိုတောင်တောက်မတူတဲ့ဟာလေးတွေနဲ့စိတ်ဝင်စားမှုရှိတယ်မတူတာကိုပေါင်းဆက်ပြီးတော့မှပုံပြီးကောင်းမွန်တာကိုလည်းဖန်တီးလို့ရတာပေါ့တဘောဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ရဲ့ what is မင်းဒါ human being ဆိုတဲ့နေရာမှာပေါ့နော်ပြီးတော့နေစဉ်နဲ့အများလူတွေရဲ့ဟိုလူလူတွေကတော့လေဒီချက်ဟိုအဲ့ဟာထားကြတဲ့ကတော့လေဟို ခုလိုမျိုးစဉ်းစားပြီးတော့ငါကတော့ဒီနေ့ကိုဘလို့ဖြစ်တည်မှုလေးနဲ့သွားမှာဒီနေ့ကတော့ဘလို့ vibe လေးထားမှာဆိုရင်ဟာတော့လူတိုင်းတော့နေ့တိုင်းလည်းမလုံနိုင်လောက်ဘူးလို့ထင်တယ်ပေါ့နော်ဒါပေမဲ့အတက်နိုင်ဆုံးကိုယ့်ရဲ့နေ့စဉ် worries တွေအာနေ့စဉ်သွားရလာရမယ်လှုပ်ဆောင်ရမယ်လုပ်ငန်းဆောင်တာတွေမှာကိုယ့်ရဲ့စိတ်ကလေး awareness တစ်ခုနဲ့ထားတတ်ဖို့အတွက်ကိုဒီချက်ဘလို့လေးအကြံပေးချင်ပါလေရှင့် awareness ကတော့လေမိုးလင်းနေကိုယ့်ကိုမေးလိုက်ပေါ့ဒီနေ့ကိုကိုကဘယ်လိုပုံစံမျိုးနဲ့လမ်းလျှောက်ချင်တာလဲပေါ့နော်ဟုတ်ကဲ့ဟိုစိတ်မချမ်းမြေ့တဲ့ ဘဝကြီးနဲ့ရှောက်ချင်တာလားပေါ့အဲ့လိုလူသားကြီးဖြစ်နေရှောက်ချင်တာလားဘောပျော်ရွှင်ရွှင်နဲ့ကြည်လင်ပြောမှာပေါ့နော်မြင်လို့အာယုံစူးစိုက်တက်တဲ့လူတယောက်ကနေရှောက်မှာလားပေါ့ဟုတ်ကဲ့ကိုယ့်ပုံမှာပဲမှုတည်တယ်ဟုတ်ကဲ့အခုတော့ရှိတာတော့ခြေပြောချင်တာတော့အမှုမဲ့မဲ့မဲ့မနေပါနဲ့ပေါ့ဟုတ်ကဲ့ဘဝကိုအမှုမဲ့မဲ့မဲ့မနေဘဲနဲ့လာမယ့်ပြဿနာကိုအမြဲတမ်းလို ready အစဉ်သင့်ပြင်ပြီးတော့မှ challenge life ကိုဘယ်လို overcome ဖြစ်အောင်လုပ်မလဲပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါလူသားဖြစ်ရကျလဲနဲ့တည်းဟုတ်တယ်ဆို comfortable zone ကြီးမှာလူသားဆိုတာကအမြဲတမ်း evolve ဖြစ်ပြီးတော့တိုးတက်နေဖို့လေဟုတ် ဒီညလေးမှာပဲနေမယ်ဆိုရင်တော့လေကိုယ်လည်းပြင်းလာမှာ depression တွေဝင်လာမှာပေါ့အဲ့တော့ကိုယ့်ကို challenge လိုက်လေးနဲ့တစင်ပြီးတစင်တိုးတက်သွားအောင်ဒီခါကျရင်ကိုယ်ကိုယ်တိုင်လမ်းဖွင့်ရတယ်အဲ့ဒီဘောမျိုးပေါ့နော် human being လက်ထဲမှာရှိတယ်ကိလေသာသာလုံးလုံးရတယ် human ကလုံး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 ရတယ်အဲ့တော့အရာနိုပြီဆိုရင်ခုနပြောသလိုဘယ်လိုပုံစံမျိုးနဲ့ဒီ24နာရီတရက်တောင်ဘယ်လိုကြော်ဖြတ်မလဲကိုယ့်ကို decide လုပ်လို့ရတယ်အဲ့တော့ ဝင်လာမှာပဲပြဿနာတွေအခက်အခဲတွေဆိုတာဟိုဒီအမျိုးမျိုးနဲ့လည်းတနေ့တာလုံးမှာဖြစ်နိုင်နေပေါ့เนาะဒါပေမဲ့အဲ့ဒါကိုပြီးတော့အကောင်းဆုံးဘယ်လိုကြော်လွှားမလဲတည့်ရက်ချင်းစီအလိုက်တနေ့ချင်းစီဒါရက်သက်တစ်ဖက်ချင်းစီပေါ့တနေ့ချင်းစီတလာချင်းစီတလာချင်းစီတနေ့ချင်းစီအဲ့လိုမျိုးလေးတွားရမှာပေါ့เนาะဆိုတော့အားလုံးကတော့တူညီရဲ့24နှစ်ရီကိုဟိုဖြတ်တန်းနေကြတာပါဘယ်သူမှလည်းပို့ပြီးမရတယ်လို့ဘယ်သူမှလည်း24နှစ်ရီထက်ရော့ပြီးတော့မရအောင်အဲ့ဒါကိုပြီးတော့ဘယ်လို vibe မျိုးနဲ့အကောင်းဆုံးဖြတ်တန်းရမလဲဆိုတာကိုဆုံးဖြတ်ဖို့ကလူသားတွေရဲ့အကိုကို ိုင်းပိုင်ဆိုင်မှုပဲဖြစ်ပါတယ်။အဲ့တော့ဒီနေ့မှာဒီအကြောင်းအရာလေးကိုသူတိချာချာလေးဆွေးနွေးတင်ဆက်ပြီးအတိအကျအကျဉ်းဆုံးအများကြီးတင်ပါတယ်။ဟုတ်ကဲ့ပါရှင်။အော်မြေတော့နောက်တစ်ပတ်ဒီမှာဆိုလို့ရှိရင်လေဒီ inner well being နဲ့ပတ်သက်ပြီးတော့လူတွေဘယ်လိုမျိုးအကြောင်းအရာလေးသိသိလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့တို့ပြမျိုးထပ်မံပြီးတော့လာခဲ့ပါအောင်မယ်။ဒီနေ့ရဲ့အစီအစဉ်ကို tissue အားပေးရပြည်သူများအားလုံးကျေးဇူးအများကြီးပဲတင်ပါရှင်။